ော်ကဒီဟာသကာရုပ်ရှင်တွေတော်တော်များများလည်းရိုက်ခဲ့တယ်။ပြီးတော့ပိတ်သက်ကလည်းဟိုအပိရဲ့ထဲမှာဟာသရုပ်ရှင်တွေလည်းတော်တော်လေးပါခဲ့တယ်ဆိုတော့လေအရှေ့ရုပ်ရှင်တွေနဲ့လည်းမတူအောင်ပေါ့လေကျွန်တော်တို့ကဒါပိတ်သက်ကိုလည်းအသေးဖြစ်စင်ချင်တယ်ပါအဲဒါကြောင့်မို့ကျွန်တော်စူးစမ်းဖြစ်တယ်။ဟာလေဒါတော့ရုပ်ရှင်ရဲ့ presentation ပေါ့လေဒါဇညိုးသဘောတရားအရာသူကဟိုအစင်ဆက်ပေါ့နော်သူကဒီဘယ်လိုခေါ်မလဲဆိုတော့ ူရဲကောင်းမျိုးနွယ်ကနေဆင့်သက်လာတဲ့လူတယောက်ပုံစံမျိုးတရုပ်ဆောင်ရတာ။ဘိုင်းထောက်ထားတဲ့သူရဲကောင်းမျိုးစင်ခံဝင်တော့ဘူး။ဘဝတော့ဝေဒတ်လက်ရှိရဲ့။ဟာရဲ့ဘူးဘီဘီတဲ့ချက်ကလေး။ဆန်သူတွေအားလုံးချိန်မုန်းလာတဲ့ဂန်နဝင်ကြောက်စီဓာကွာ။ဝေလာဒီဂျောအကြီးဒီမှာမဆာရတကြီးရောက်ထွက်နေလို့တဲ့။ဓာနဲ့တက်နေတဲ့ရှိတယ်။ဓာသမားပြေးမှာပေါ့လို့။ Wow. ဒါမြမထုံတဲ့စင်နာတွေမှာလဲဒါကတော့ဟွာပေါ့အဓိကတော့ရိုးရရင်ကျေးမှုပေါ့နော်ကျွန်တော်မြမရိုးရရင်ကျေးမှုလေးကိုပေါ်ကျွားတာဖြစ်တဲ့အတွက်လဲခြေလဲကျင်းတတ်မိတယ်နောက်တစ်ခုကကြတော့အရန်လဲဘယ်လိုခေါ်မလဲဆိုတော့လေဒါရိုးရရင်ကျေးမှုထဲမှာဆိုလို့ရှိရင်ချစ်စရာကောင်းတယ်ပျော်စရာကောင်းတယ်အချင်းလေးဖြစ်တဲ့ခါကြတော့လေကျွန်တော်တို့ဒီဆိုတဲ့အချိန်မှာလဲအဲ့လိုခံစားမှုလေးနဲ့ဒီဆိုခဲ့တယ်ဆိုတော့ဒီဒီတဲ့ချင်းကိုရေးပေးတဲ့ဆရာရှန်ထွန်းရော အာတည်ဆိုပေးတဲ့မြန်မာလေးရောပေါ့နော်အာကျွန်တော်တို့အတတ်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတဲ့အတွက်ကြောင့်မလို့လဲအဲအခုလိုမျိုးပြည်သက်ချိန်နေတဲ့အတွက်ကြောင့်မလို့လဲအရင်နဲ့ချိန်နှမ်းမိပါတယ်ပြောလို့ 5BB 5BB many BB 5BB 5BB တချက်လုံးကြီး 5BB 5BB honey BB 5BB 5BB လောအမေကြီးတတော်ရဲ့ 5BB ဟွာဘောဇဝင်ဒီကတော့ဒါကဟွာဘောဒီတချင်းလေးရကြတော့ဒီဇကာထဲမှာပါတယ်ဆိုတော့ကိုကိုတိုင်းစိုးတဲ့ပုံစံမျိုးဆိုရင်ပို့ပြီးတော့ပြိတ္တအတွက်ပို့ပြီးတော့ကြည့်ရတာပို့ပြီးတော့ match ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုကိုတိုင်းစူးစမ်းဖြစ်လာကိုကိုတိုင်းဟွာဘောဇဝင် theme song တွေပါကြတော့ကိုကိုတိုင်းမဆိုးဖြစ်ပါဘူးကျွန်တော်ကဟိုဇဝင်ခံထဲမှာကိုကိုတိုင်းတေးဥဆောင်ရတဲ့တေးဥဆောင်ပြီးတချင်းဆိုရတဲ့ဇက်ကောင်မျိုးဆိုရင်တော့လေကိုကိုတိုင်းပဲဆိုဖြစ်တာများပါတယ် ဟိုဒီကားလေးကရိုးရရင်ကြည့်မှုဟိုအခြေခံပြီးတော့ခြေလက်ဟာတာဆိုတော့လေခြေလက်မှာရှိတဲ့ရှိတဲ့ပြောစရာကောင်းတဲ့ဒလိလေးတွေကိုအဓိကရိုက်စင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒလိလေးတွေကိုတခြားလေးလေ့လာဖြစ်ပြီးတော့ရိုးရထဲမှာပြောစရာခြေစရာကောင်းတဲ့အကလေးတွေအဲ့ဒါဒီလိုမျိုးအာအလူပွဲတလေးလေးတွေပေါ့နော်အဲ့အလေးတွေလည်းပုံရအောင်ရိုက်ရတာဆိုတော့စိတ်ထဲမှာလည်းကျင်းနေမိတယ်ကျွန်တော်တို့ပုံရအောင်ကလည်းဒါ နယ်မှာကြီးပြင်းလာတာဆိုတော့လေဒီ delay လေးတွေကိုလည်းနဲ့တော့မစိမ့်ဘူးပေါ့နေတန်းတော့နေတော့ကတော့ထိတွေ့နေကြဆိုတော့အများကြီးတော့အခက်ပဲမရှိခဲ့ပါဘူးကျွန်တော်ကဒီဟာသာကာရုပ်ရှင်တွေတော်တော်များများလည်းရိုက်ခဲ့တယ်ပြီးတော့ပိတ်သက်ကလည်းဟိုအပိရဲ့အထက်မှာဟာသာရုပ်ရှင်တွေလည်းတော်တော်လေးပါခဲ့တယ်ဆိုတော့လေအရှေ့ရုပ်ရှင်တွေနဲ့လည်းမတူအောင်ပေါ့လေကျွန်တော်တို့ကဒါပိတ်သက်ကိုလည်းအသေးဖြစ်စေချင်တာလည်းပါတာပေါ့အဲဒါကြောင့်မို့ကျွန်တော်စူးစမ်းဖြစ်ပါတယ်ဟာလေဒါတော့ရုပ်ရှင်ရဲ့ presentation ပေါ့လေဒါဇာညိုးသဘောတရားအရသူက ဟိုအစင်ဆက်ပေါ့နော်သူကဒီဘယ်လိုပုံလဲဆိုတော့သူရဲကောင်းမျိုးနွယ်ကနေဆင့်သက်လာတဲ့လူတယောက်ပုံစံမျိုးတရုပ်ဆောင်လာတာပေါ့ကျွန်တော်။အော်ခန်းသားချက်ကတော့စီဗျူးနဲ့တော်တော်များများကတော့ဒါအရှင်းပြောရင်တော့ဟွာမင်းသွေးလို့နဲ့မှသွားတငယ်ချင်းရွေးလူတွေဆိုတော့လေဟွာညီကိုတွေလိုမျိုးဖြစ်နေတာပေါ့။အာအာကျွန်တော်အရင်တုန်းကအဲသူတို့မျက်ခွန်ညိုပါနေတုန်းကဆိုရင်ခက်ခလာအိမ်လို့ရောက်ဖြစ်ကြတယ်ပေါ့နော်။မင်းသွေးလို့နဲ့ပတ်သက်ပြီးတော့ဟောတည်တယ်။နောက်ပြီးတော့သူကဟိုတရုပ်ဆောင် တော်တဲ့အဲမှာပါတယ်ပုံစံတော်တယ်နောက်ပြီးတော့ကြိုးလဲကြိုးစားတယ်ဆိုတော့ဒီကားလေးထဲမှာဒါ character role တစ်ခုအနေနဲ့တော်တော်များများသူ့ကိုဒါပေးလို့ရတယ်ဆိုတဲ့အခါကျတော့ကျွန်တော်နဲ့ဟိုအပြိုင်စက်ရုပ်ကလေးကျွန်တော်တို့ကတဲဖြစ်တာပေါ့ဒါကြောင့်မလို့လဲအဲသူဟိုပါပေါ့ ကျွန်တော်အပေါ်မှာအဲ့လိုကာကတရားဖြစ်ရှိသွားရတယ်ပြပါတယ်အဲအဲကြောင့်မို့လို့ရုပ်တည်ရကတော့လိုက်တဲ့ပုံပါခါအဓိကတော့လေးဟိုပါပေါ့ဟိုတန်ဖိုးထားမှုပေါ့နော်ကိုတွေကလည်းကိုဒီလောက်ကဝါသနာပါတယ်ဆိုတာအထက်ကိုဒီလောက်ကိုမျက်မျက်လူးလူးနဲ့တကယ်ကိုအော်တွေ့တဲ့အသားတွေကနေပြီးတော့မှချစ်မြတ်လို့တဲ့သဘောပါအဲ့ခါကျတော့ဟိုဘာကိုပဲလှုပ်လှုပ်တံမိုးထားပြီးလှုပ်ဖြစ်တဲ့ခါကျတော့အဲ့ တန်ဖိုးထားမှုလေးကိုပဲအမျိုးမျိုးတိုင်းကြီးမောင်မားတွေအရှင်းရှင်းပေါ့နော်မြင်တဲ့ခါကျတော့ဟိုချစ်ချစ်တဲ့သဘောပါပဲဟောပါပေါ့အဓိကတော့အလုပ်ကိုချစ်တဲ့သူကိုအလုပ်ကလည်းကိုယ်ပြန်ချစ်တဲ့သဘောပါပဲအဲ့တော့ဒီအလုပ်ကိုတန်ဖိုးထားချစ်မြတ်လို့တဲ့လူတွေကလည်းအဲကိုကလည်းအလုပ်ကိုချစ်မြတ်လို့ပြန်တန်ဖိုးထားရဲ့အတွက်အပြန်လာတာမေတ္တာကူးစက်တဲ့သဘောလို့ပဲမြင်ပါတယ်ဗျာ23ရင်းလေးဆိုလို့ရှိရင်ဒါပြိသက်အဲရုပ်တွေတနေငယ်လုံးကရုပ်တွေပြသတော့မှာဆိုတော့လေဒါရောက်ကျေးဇူးအားဖြင့်ဖိတ်ခေါ်ပါတယ်အားလုံး Thank <laughs> you.